ီးတော့ပို့ပြီးတယ်သူတော့တိုင်းကာလာကြာမြင့်နေတယ်အများကျွန်တော်တို့ဘေးဒုက္ခတွေကျွန်တော်တို့အနေနဲ့လည်းတနေ့နေ့ပို့များလာတယ်ဟုတ်တော့မလားတော့တော်လိုင်းကြာတယ်ကြာတယ်ဆိုတော့တကယ်ကဘာကြောင့်ကြာနေလဲဆိုတော့သူတို့ဒုက္ခတွေကများလို့ကြာလာတယ်ဒီကတော့ဒီဘက်မှာရှိတယ်ကျွန်တော်ဒီဘက်မှာဆစ်ဆောင်နေဆိုကျွန်တော်စာမျက်နှာမပြည့်လည်မှုတွေဟုတ်တော့မလားကျွန်တော်လောကန်ခွန်းနှံကြက်သေးတွေများမှုတွေအဲ့လိုပဲတစ်ဖက်မှာလည်းစစ်ကောင်စီကဒီကာလာကြီးကိုလုံးစုံတူးလို့ရရှိဖို့အတွက် တစ်ဖက်မှာ NIR အားလိုက်တနက်အင်အားတွေဟုတ်တော့မလားစီဝါရေးပိတ်ဆို့မှုတွေတခြားသောအခွင့်အမ်းတွေလူငယ်ရေးရာတွေလောက်ကင်အခွင့်အမ်းတွေပြပထွက်ဆို့မှုတွေဟုတ်တော့မလားအားလုံးပိတ်ပင်လိုက်တယ်လို့အဲ့ဒီအကြောင်းအရာတွေအားလုံးခြုံငုံလိုက်ရင်အဓိကတော့ဘယ်သူတွေအားလုံးနစ်နာလဲကျွန်တော်တို့အားလုံးပဲနစ်နာကြဟုတ်တော့ကျွန်တော်နစ်နာခြင်းရဲ့အကြောင်းရာအကြောင်းတရားအဓိကအခြေခံကတော့ဗာလဲစစ်ကြောင်းပဲဒီဟုတ်တော့မလားဒီကာလာကြီးကြာမြင့်လေးကျွန်တော်တို့ရဲ့ပို့ပြီးဒုက္ခလေးစိတ်ပင်ပန်းလူပင်ပန်းဟုတ်တော့မလားကျွန်တော်တို့လောက်ကင်စားရတဲ့လူတိုင်းပြောနေတာကဒါတစ်ခုရှိတယ်ဟုတ်တော့မလားနော် ကြောဘူးတာခံရမယ်နားဘူးတာမခံနိုင်ဘူးဆိုတဲ့စကားလိုပဲကျွန်တော်တို့အခုဒုက္ခတွေရတယ်လေဘလို့ရွေးရင်ဆိုင်ရင်ရင်ဆိုင်ရတိုင်းပြီးသွားရင်ဟုတ်တယ်မလားလွတ်မြောက်သွားပြီလေဒါပေမဲ့လောလောဆယ်မှာတော့ဒီဟာမိဘပြည်သူတွေတောက်ခံပေးနေကြတယ်ပဲဟုတ်တယ်မလားတောင်းတိုင်းတောင်းခံနေရတာပဲလေတောင်းခံတော့လေအားလုံးကိုကျွန်တော်တို့ကတော့မလုပ်နိုင်ဘူးလေကိုကိုကောက်ပဲမယ်ကိုကိုကိုပြိနိုင်တဲ့နီလန်းလေးနေဟုတ်တယ်မလားကိုမတီးဘူးဆိုတဲ့တစ်ဖက်လူပါလို့ရတယ် လေးလို့ရတယ်ဒီလားဘယ်လိုလို့ရမလဲဘာလို့ရမလဲအကြောင်းတရားရှိရင်အကျိုးတရားဆိုလေရှိတာပဲလေအဓိကကိုကိုတိုင်းကပါလေနှုတ်ကြီးဆောင်းပါခြင်းကိုကြီးဆောင်းပါခြင်းနဲ့ပဲအလုပ်လုပ်ကြရမယ်ကျွန်တော်တို့သွားကြမယ်လာကြမယ်လှုပ်ရှားကြမယ်ဟုတ်တယ်မလားအတူတူကဖြတ်တန်းရင်းနဲ့ဒီကလာကြီးကိုကျွန်တော်တို့ကျော်လွန်ရမယ်ဟုတ်တယ်မလားအဲ့ဒီတော့ကဲလက်နဲ့ကြီးကြောင်ကြောင်ပြောကြမယ်နမိုင်းရှိသွားပြီကျွန်တော်ပြောတဲ့အပိုင်းလေးနားလည်လိုက်တော့မသိဘူးနားမလဲရရှိကျွန်တော်ပြောလို့ရရင်နော်ဟုတ်ပြီခဏတယောက်ကဒီလိုမျိုးပုံစံကြီးနဲ့သွားလို့ရလား ။မရဘူး။ဥမာဒီဘက်ပိုင်းထိုက်ပါဒါကျွန်တော်တို့ကြီးက၄ဘိုင်းခွဲလိုက်တယ်သဘောတရားပါနော်။ဒီဘိုင်းကိုအခုဒါဆိုကျွန်တော်တို့ဒီတက်ရောက်တာ80ကျော်ပါတယ်။တော့၄၀လောက်ကိုရှိတယ်။ဟုတ်တယ်နော်။အဲ့တော့ထိုက်ပါတော့ကျွန်တော်တို့လူ၄၀ခါအောင်ဗျာ။၁၀ရောက်တစ်ဖက်၁၀ရောက်တစ်ဖက်ဘောတရားတစ်ခုခွဲလိုက်မယ်။ဥမာဒီ၁၀ရောက်တစ်ဖက်ကလက်နဲ့ကြီးပြတ်ခတ်လိုက်ပြီးဆိုတဲ့ရင်ကတော့ကျန်တဲ့ကျွရရေးလှမ်းပြီးတော့နေပါမယ်။လက်နဲ့ကြီးပြတ်ခတ်ပြီးလက်နဲ့ကြီးပြတ်ခတ်ပြီးဆိုရင်ဥမာဒီကျွရရတဲ့တယောက်ရှိရဟုတ်ပဲကျွရရတဲ့ရွာသာရွာလေးရွာပေါ့နော်။အားလုံးမြင်တာအောင်ပြောပြတာ။အဲ့တော့တယောက်စီကနေမှလက်နဲ့ကြီးပြတ်ခတ်လိုက်ပါပြီးရဲ့ဆိုရင်ကိုကျွရရမှာရှိတဲ့ လူတွေကိုဘယ်လိုပြောမလဲခဏချင်းပြခတ်ပြီးအဲ့လိုလုံလုံလဲရသွားအချိန်အဲ့လိုကလုံလုံလဲနေရကိုရောက်နေတဲ့နေရာနဲ့လုံလုံလဲနေရကိုပုံရမယ်ရှောင်ရမယ်ကိုနေဟန်ထားလုပ်မယ်အဲ့လိုပဲဒီသုဒီသုနဲ့အဲ့ဆိုရင်ကျွန်တော်အားလုံးကအစုလေးစုဖွဲ့လိုက်ကျွန်တော်ပြောမြင်တာလားမသိဘူးမြင်တာလေဟုတ်တယ်နော်အဲ့လိုစုလူခုလေးစုဖွဲ့ပြီးလဲဆိုတာကဒါဒါအခုကတရုတ်ဖွဲ့တဲ့အချိန်ဖွဲ့ပြီးတာပေါ့နော်နောက်တစ်ချိန်ကျလဲအဲ့လိုမျိုးလေးလောက်တက်အောင်လို့ဟုတ်ပြီလားအဲ့တော့အဓိကကတော့ကျွန်တော်တို့အားလုံးက စူဖွဲ့လေးနဲ့လည်းဘယ်လိုလုပ်ရင်ဘယ်လိုအောင်မြင်လဲဆိုတာကိုကိုယ်တိုင်ဟောငါတို့ဒီလိုလေးလုပ်လိုက်ကြဒီလိုလေးလုပ်တယ်ဟုတ်ပြီနော်ကဲဟုတ်ပြီညာအဲ့ဒါဆိုရင်ကျွန်တော်တို့လက်လက်ကြီးပြက်ခတ်ပြီးလေတောင်းပြက်ခတ်ပြီးပေါ့နော်အဲ့လိုပြက်ခတ်တဲ့အချိန်ဘုံကြီးရဲ့ရိုက်အားရှိတယ်ဟုတ်တယ်မလားအဲ့ဒါကကျွန်တော်တို့ရင်မတ်တွေအသေးတွေထိနိုင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရင်မတ်တွေတဲ့ကြောင်ကျွန်တော်တို့ရဲ့အေးကုန်လုံးတွေရက်တန်ပြီးတော့လေကျွန်တော်အားလုံးကသိစေနိုင်တယ်အဲ့လိုပဲနားကိုဘာကြောင့်အုပ်လဲဆိုရင်နက်စီကျွန်တော်တို့အားလုံးရဲ့နက်စီကအမေပါလိမ့်ဒီဟုတ်တယ်မလားအဲ့ဒီအမေပါလိမ့်တယ်လေကျွန်တော်အတန်အားလိမ့်နေရိုက်ခတ်လိုက်ရင်ဟာပြီလေနားကြီးကွဲနေနက်စီကွဲနိုင်တယ် တော့ကျွန်တော်မျက်လုံးကိုဘာကြောင့်မှိတ်ခိုင်းတာလဲဆိုရင်တို့တို့မျက်ကိုကြတော့တော့မကြတော့လည်းကောင်းကြသွားခဲ့ရင်ကျွန်တော်မျက်လုံးကိုမထိခိုင်းနိုင်ဘူးလားတက်လိုက်ဆိုတော့ကျွန်တော်အားလုံးကမျက်လုံးလည်းထိခိုင်းလို့မဖြစ်ဘူးညာကိုဆုံးရှုံးသွားရင်ကျွန်တော်အားလုံးကဒုက္ခယူဆုံးရှုံးလိုက်ရတယ်နဲ့အတူတူပဲဟုတ်တယ်နော်အဲ့တော့မျက်စိကိုမှိတ်ခိုင်းတာပေါ့နော်ပါးစပ်ကိုဘာကြောင့်အားခိုင်းတာလဲဆိုရင်တို့အသက်ရှူရမှာဖြစ်တယ်ဟုတ်တယ်မလားတော့တိုင်းကြီးတို့ကြောက်လို့ရှာအဲ့လိုနေကျွန်တော်အသက်ရှူဖို့တွေလည်းသူ့ရဲ့စိတ်ကမိတယ်တိကျတယ် တော်ပြာမြင်လားမြင်အဲ့လိုမျိုးပဲဒီရဲဘော်လောက်ခါလဲအဲ့တိုင်းမြင်ဘောဘောက်လားမသိဘူးသဘောပါအဓိကတော့ရှင်မန်းနဲ့နေရှင်နဲ့တော့လုံးဝမကပ်ပါနဲ့ဟုတ်ပြီလားခုတရုတ်ပြတာနားမလည်တဲ့နေရာရှိလိုက်လားနားမလည်တဲ့နေရာရှိကျွန်တော်တို့မေးလို့ရရင်နော်ဟုတ်ပြီလားဟုတ်ပြီကျွန်တော်တို့ရမယ်ဟုတ်ပြီနော်အဲ့တော့လုံးလိုက်ပြီတော့အဲ့အဲ့ခိုင်းနေတာတော့မဟုတ်တော့ဟုတ်တယ်မလားဒါရိုက်တော့လုံးလုံးလေးလိုက်ပြီကျွန်တော်တို့ဘယ်လိုမျိုးနေမလဲ ဟုတ်ပြီနော်ခုနကပြသလိုပဲနော်ဒီမဲ့ကျွန်တော်မျက်စိမိထားမယ်တစ်သက်ဟမယ်အဲ့လိုမျိုးနေမယ်အဲ့ဒါကျွန်တော်လူကြီးတွေဆိုရင်မထားနိုင်တော့ဘူးအဲ့တော့ဖောက်ရှားနိုင်လို့ဆိုကျွန်တော်အားလုံးလူလေးလုတ်ပေးရလို့မရဘူးလားရပါဘူးအထူးကတော့ကျွန်တော်တို့အားလုံးကကျွန်တော်တို့ကိုကျွန်တော်တို့လုံးလုံးဘေးကင်းမှုအတွက်နီလန်းဆောင်ကတော့သုံးရမှာပဲကျွန်တော်တို့ဒီတိုင်းနေနေလို့တော့မရဘူးဘေးကနေကင်းရှင်းမှုစစ်ကောင်စီကိုတွန်းလှန်နိုင်မှုဆိုတော့ကိုကိုအားကိုကိုတိုင်းအားလုံးက ဓိကတော့ချက်ပဲဟုတ်တယ်နော်အဲ့ဒီတော့ခုကျွန်တော်တို့တရုတ်ပြသွားတာလေနားမလည်လိုက်တာရှိလားမရှိပါဘူးမသိလိုက်တာရှိလားမရှိပါဘူးဟုတ်ပြီအဲ့ဆိုရင်ခဏနေကြေးရွာလေးရလို့ပုံစံခွဲပြီးတော့ဟိုလက်တွေလောက်ကြမယ်ဟုတ်ပြီနော်ကဲစိတ်ကတော့လှုပ်ရှားတာပဲ ်ကိုနင်းလန်းသိသွားပြီဒါတကယ်လက်တွေ့ကိုသိလိုက်ပြီနော်ဟုတ်ပါဘူးဘုံဘုံမရှိဘူးအဲ့တိုင်းနေနေမယ်အဓိကတော့ကျွန်တော်တို့နေရနေရတော့ကျွန်တော်တို့ကိုကျွန်တော်တို့သိပြနိုင်မယ်နင်းလန်းပါဗျာဟုတ်တယ်မလားမပြနိုင်ဘူးဆိုတနည်းအားအဲ့ပုံစံလေးလိုရင်းနဲ့တွားသွားပြီးတော့ ဟိုဘွားလုံးမယ်ဟုတ်တော့မလားသူဆက်ရှောင်းမယ်ပေါ့ဒီကတော့အိုက်တိုင်နေတာကောင်းလုံးမယ်ကိုနေခံထားမှာလေဘုန်းဘုရားရောက်မှလည်းအိုက်တိုင်နေပဲနေမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အားလုံးကဒီစစ်ကောင်စီရဲ့နောက်မှာကျွန်တော်အားလုံးရုံးထွက်နိုင်ပြီလားကျွန်တော်အားလုံးရုံးထွက်နိုင်ပြီလားကျွန်တော်အားလုံးရုံးထွက်နိုင်ပြီလားရုံးထွက်နိုင်သေးဘူးဟုတ်တယ်မလားအဲ့တော့စစ်ကောင်စီရဲ့လောက်ကနေရုံးထွက်ဖို့ဒီစစ်ကောင်စီရဲ့လောက်ကနေစစ်ကောင်စီရဲ့ နောက်ကနေရုံးထွက်ဖို့ဟုတ်တယ်နော်ကျွန်တော်တို့အားလုံးကအဖြေများစွာရှာနေကြတယ်ဟုတ်တယ်နော်ဟိုဒီနေ့မှာကျွန်တော်တို့လိုချင်တဲ့အဖြေလေးတစ်ခုတော့ရလိုက်တယ်ဒါပေမဲ့အလုံးစုံအဖြေအများကြီးရလိုက်လားပုံစံတွေအများကြီးဖြေရှင်းနေရတာဟုတ်တော့မလားဖိုင်ဖိုင်ကကျွန်တော်တို့ဒုက္ခတွေနော်ကျွန်တော်တို့နေထိုင်ရေးတွေကျွန်တော်တို့စားသောက်ရေးတွေကျွန်တော်တို့ဘဝရည်ရွယ်ရေးတွေဖတ်ဖတ်ကပုံစံတွေအများကြီးဖြေရှင်းနေရတာဖြစ်တဲ့အတွက်ကျွန်တော်အလုံးစုံဖွင့်ထားတော့မရသေးဘူးဒါပေမဲ့လို့ဒီပုံစံတွေဖြေရှင်းနေရဲ့ရှားတဲ့ပုံမှာစစ်ကောင်စီရဲ့ ရက်ဆက်ရုံမာမှုတွေရပါတယ်တိုးပွားလာတာဟုတ်တယ်နော်စိတ်ငယ်များပြားလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာနောက်ထပ်အဖြေတွေချက်ရှာရတယ်ဟုတ်တယ်မလားကျွန်တော်တို့ကလေးတွေတင်စာတတ်တယ်အောင်ပြီပါဗျာတမ်းပြညာတင်စာသွင်းရင်စာမတော့ကဘူးလားအဖြေတစ်ခုမရမရှင်မတော့ဘူးလားအဖြေတစ်ခုရသွားပြီဆိုမှအဲ့အဖြေတစ်ခုတောင်မှအစင်လေးတွေရှိရမလားဒီအစင်ကျော်သွားရင်ကိုလိုချင်တဲ့အဖြေအပြည့်ဝရလိုက်လားမရဘူးအဲ့တော့ခုကလေကျွန်တော်တို့ ကြော်လွားနေတဲ့တင်စာပုတ်စာတပုတ်လိုပါပဲကျွန်တော်တို့အခုလက်တွေ့ဖြစ်ပြနေတဲ့ဟာကြီးဟုတ်တယ်နော်ကျွန်တော်တို့အခုဒေဆောင်အနေနဲ့လက်နဲ့ကြီးအနေနဲ့ဒီအနေနဲ့ဒီကိုလေကျွန်တော်တို့တင်စာပုတ်စာရဲ့လိုပဲစင်စင်ကြော်လာပြီးတွက်ဆက်နေရတာဖြစ်တယ်အဖြေရောင်းရှာထုတ်နေရတာဖြစ်တဲ့အတွက်ကျွန်တော်အားလုံးကတော့အဓိကကတော့စိတ်ဓာတ်တွေဘာဖြစ်နေရမလဲစိတ်ဓာတ်တွေပြင်းနေပြီးတော့တာမာတွေကြားမှရမှာနော်ကျွန်တော်တို့စိတ်ဓာတ်တွေတာမာပြီးတော့ငိုကြမယ်ကြောင်းနဲ့ကြောင်း စိတ်ဆက်မိမိကြောင်းနဲ့ကြောင်းကျွန်တော်တို့ပြောပြမယ်စင်စားပို့ချပြမယ်စင်စားပို့ချတယ်ဆိုတာကဒီလိုလေးရှိတယ်ဒီအပိုင်းလေးရှိတယ်ဟုတ်တော့မလားတယောက်မသိတာတယောက်တယောက်မှနှစ်ခုသိတယောက်ကတစ်ခုသိရင်နှစ်ခုသိရတယ်တစ်ခုသိရနဲ့မလဲလို့မရအောင်လားအကြောင်းက10ခုရှိရင်နောက်လာ10ခုသိလို့လည်းမကောင်းဘူးလားအဓိကကတော့ဒီကတိုင်းမှာအတိတရားတွေနည်းနည်းတို့ပါမယ်အမားတွေရှိရင်ပြင်ဆင်မယ်ဟုတ်တယ်မလားအမားကတော့လူတိုင်းမကင်းပါဘူးဖះရှင်တော့မကင်းဘူးအဲ့ဒီတော့အမားတစ်ခုရှိရင်လည်းထက်ကထက်ကမမားဘူး ကိုကိုတိုင်းပြင်ဆင်လေ့လာသုံးတတ်ရင်ကိုဘဝကိုကောင်းမွန်ဆုံးတည်ဆောက်ရင်ဟုတ်တယ်နော်စစ်ကောင်စီကိုတော်လန်တော်လန်တိုက်ထုတ်မယ်ကိုရဲ့ဘဝကိုရဲ့လက်ရှိအဆုံးရှုံးနေကြတဲ့အနေကိုရဲ့ဘဝအောင်မြင်တဲ့နီးလန့်ရှိကိုရဲ့ကိုတိုင်းတတ်သွားကြတယ်ဟုတ်ပြီလားအဲ့တော့တာယာအေဂျင့်နဲ့ဘဝရဲ့ဉာဏ်လုံးရရှိပါစေလို့ကျွန်တော်ဆုတောင်းပေးတာပို့သပါတယ်